ခုဒီနေ့ဒီမှာလာတာဟာကျမတို့မြန်မာနိုင်ငံနေပြီးရောက်နေတဲ့အလူသမားတွေနဲ့တွေ့ကြတော့မှာအားလုံးအထဲမဝင်နိုင်ဘူးဆိုတော့ပြီးမှပြန်မရှိတဲ့လူတွေဖြတ်ပြီးတော့တွေ့ပြီးတော့စကားပြောလိုက်ပါမယ်ဒီလိုစကားပြောတယ်ဆိုတာစကားပြောရတဲ့အလူသမားတွေရဲ့အသံကိုကြားသွားကြားခြင်းလိုပါပဲအချင်းပြောင်းလို့ဘယ်လိုပို့ပြီးတော့လုပ်ပေးရမလဲအချင်းပြောင်းလို့ဆိုတာဟာအလူသမားတွေတွေအတွက်မဟုတ်ဘူးမှာဒီမှာအလုပ်လုပ်နေကျမတို့နိုင်ငံနိုင်ငံသားတွေအတွက်ပါမဟုတ်ဘူးနိုင်ငံလုံးအတွက်အချင်းပြောင်းရမယ် ဘာဖြစ်လဲဆိုဘယ်လိုပဲပြောပြောကျမတို့ရဲ့ပြည်သူရဲ့ဒီမှာဧည့်သည်တွေပဲဧည့်သည်ဆိုတာအရှင်နဲ့ဆင်ပြေရမယ်ဒါမှအလုံးကျွဲဟိုအကျိုးလည်းရှိမယ်အလုံးဟာရရှိမှာအေးစည်စည်ချမ်းသာသာပါနဲ့နေသွားနိုင်မှာဖြစ်တယ်ကျမတို့ရဲ့ထိုင်းနိုင်ငံဆိုတာအိန္ဒိယချင်းနေဖြစ်တယ်အိန္ဒိယချင်းနေဆိုတာအထူးဆင်ပြေဖို့အရေးကြီးပါတယ်ထိုင်းနိုင်ငံဆိုရင်လည်းကျမတို့ပုံမှာမိဖြစ်စေပြီးဆက်ဆံကြတာကြားပါပြီဒါပေမဲ့ဒီလို တနိုင်ငံနဲ့တနိုင်ငံလာပြီးတော့အလုပ်လုပ်တယ်နောက်ပြီးတော့တနိုင်ငံနှစ်နိုင်ငံဟာအင်ပြာမနိစမှုရှိနေလို့ဆက်ဆံရေးတွေရှိတယ်ဆိုတော့တခါတလေအဆင်မပြေတာတွေရှိတာပဲဒါကသဘာဝကြပါတယ်ဒါအိန္ဒိနာချင်းနေဆိုတော့ဒီလိုပါပဲဒီလိုအခုကျမတို့ရဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဆိုလို့ရှိရင်တနေရာထဲမှာအလုပ်လုပ်တယ်ဆိုရင်ဒါမှတခါတလေတယောက်တစ်ယောက်အဆင်မပြေတာတွေရှိတာပဲဒါမျိုးဆိုတာဟာကျမတို့ဟာဖြည့်ရှင်းဖို့ပဲ ပြဿနာဟာအရေးကြီးပါဘူးဖြည့်ရှင်းလို့ဖြည့်ရှင်းနေရတာအရေးကြီးတာပါကြောင့်ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့လည်းမြန်မာနိုင်ငံတဲ့နိုင်ငံသားတွေအတွက်လည်းအဆင်ပြေစေခြင်းနဲ့အရှင်နိုင်ငံအတွက်လည်းအဆင်ပြေစေခြင်းနဲ့ဒါမှကျွန်တော်တို့ရဲ့ဒေတာဟာရေရှည်မှအေးချမ်းပါရမှာတွတ်တက်နေမှာဖြစ်ပါတယ်တူဦးတူပြိုင်ပဲ့လို့မြင်စရာလည်းမလိုဘူးကျွန်တော်တို့ဟာအလုံးအတူမဖွင့်ပြတွတ်တက်ဖို့လက်တွဲပြီးတော့လုပ်နေတဲ့နိုင်ငံတွေလို့မြင်မှကျွန်တော်တို့တွတ်တက်နေမှာပါ ပြောရအရှိတောင်အာရှဆိုတာနိုင်ငံနိုင်ငံကြီးတွေမဟုတ်ပါဘူးနိုင်ငံလက်တွေနဲ့နိုင်ငံငယ်တွေနဲ့စုပေါင်းထားတဲ့ဒေသဖြစ်ပါတယ်။ဒါကြောင့်မလို့တဦးနဲ့တဦးညီညွတ်ဖို့ဟာအင်တာမအရေးကြီးပါတယ်။တဦးနဲ့တဦးနားလည်းမရှိဘူးပါအရေးကြီးပါတယ်။ဒီကျမတို့ဒီထိုင်းနိုင်ငံကိုလာရဲဆိုတာအဓိကအဖြစ်တော့နိုင်ငံနှစ်နိုင်ငံကြားထဲမှာနားလည်းမဟုတ်ဘူးပြီးတော့ရှိဖို့ချစ်ကြည်မှုပို့ပြီးတော့တွတ်တက်ဖို့ဖြစ်ပါတယ်။ဒီလိုဖြစ်ဖို့ဆိုတာအဓိကဆိုတာနိုင်ငံသူနိုင်ငံသားတွေကြားထဲမှာ နားလည်မှုရှိရမယ်ချစ်ချင်မှုရှိရမယ်အစိုးရရဲ့ကြားထဲမှာလည်းနားလည်မှုရှိရမယ်ချစ်ချင်မှုရှိရမယ်အဲ့ဒီဟာအတွက်ကိုကျမတို့ကလည်းကျမတို့ရဲ့ဒီမှာလာပြီးတော့လွတ်လွတ်နဲ့နိုင်ငံသူနိုင်ငံသားတွေကိုကူညီတယ်လို့ကျမတို့ကလည်းပြန်ပြီးတော့ကူညီနိုင်မယ်လို့ကျမတို့ကမျှော်လင့်ပါတယ်ဘယ်လိုကျမတို့အဆင်ပြေအောင်လုပ်ပေးရမလဲဆိုတာဟာကာယကရှင်တွေကပြောမှကျမတို့သိမှာပါကာယကရှင်ရဲ့အတန်ဝန်သားထောင်းမှာကျမတို့ဟာဘာလုပ်ပေးတယ်လဲဘာလုပ်တယ်လဲ ဘာလုံးနိုင်လဲဆိုတာကိုကျမတို့ဆုံးဖြတ်အောင်ပါပါအားလုံးကကျမတို့လုံးချင်တာရွချင်းချင်းတော့လည်းလုံးလို့ဖြစ်မှာမဟုတ်ပါဘူးတစ်ဆင့်တစ်ဆင့်လုံးသွားမှာကိစ္စတွေလည်းရှိပါလေညံ့ညာလုံးလို့ရတဲ့ကိစ္စတွေလည်းရှိပါလေအရေးကြီးတာကတော့ကျမတို့နိုင်ငံနိုင်ငံသားများအားလုံးဟာလုံလုံချုံချုံနဲ့ကိုယ့်ရဲ့လုပ်ငန်းထဲမှာဆက်ပြီးတော့ကိုနေခြင်းနဲ့အခြေတည်နေနိုင်ဖို့ပါပဲဒါတော့ဟိုဘက်ဒီဘက်ပေါ့နော်ကိုနေခြင်းနဲ့အခြေတည်ဆိုတာဟာလုပ်ငန်းရှင်တွေအတွက်လည်းစင်ပြေရမယ် လုပ်တဲ့လူအလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေတော့လည်းဆက်ပြရမယ်။ကြောင့်ကျမရှေရှေဝေးဝေးသိပြီးတော့မပြောနိုင်ကြပါဘူး။ဒီကျမရဲ့နိုင်ငံနိုင်ငံသားများရဲ့အတန်ကိုကျမနားထောင်ကြပါတယ်။ဒါကျမအရင်ကအရင်တရခံကြတာကျမတို့ဘာလေးလုပ်ပေးနိုင်လဲ။ဘာလေးမျှော်လင့်လဲဆိုတော့ပုံမှန်လေးလေးပြောပါ။ဒါပေမဲ့လည်း literature ကြကြပြောပါ။တချို့ကိစ္စတွေကမဖြစ်နိုင်မှသိရသားနဲ့ပြောလို့ရှိလို့ရှိရင်တော့ကျမတို့ကနေပြီးတော့ မဖြစ်နိုင်ဘူးဆိုတာပဲပြန်ပြောဖို့ရှိပါရှိတာပေါ့ဟိုဒီဘက်တော့အခုအချိန်မှာဆိုလို့ရှိရင်နိုင်ငံနိုင်ငံသားများဟာ COFI ကိုရဖို့အတွက်အလုံးပေါ့နော်အလုံးလုံးလုံးဒီမှာလုံနေတယ်ကျမတို့နိုင်ငံနိုင်ငံသားများဟာ COFI ရဖို့အတွက်ကျမတို့ကြိုးစားနေပါတယ်တကယ်တော့ကျမတို့ကနေပြီးတော့နိုင်ငံခုလက်မှတ်တွေရစီချင်တာပါဒါ ው လဲဒီကျမတို့ရဲ့ ancient ဒီ ancient နိုင်ငံဖြစ်တဲ့ထားရလဲကန့်ကွက်တာမဟုတ်ပါဘူးဒါပေမဲ့ အစတုန်းကကျမတို့ကိုကနေပြီးတော့ CEO CEO ဘိုင်းထုတ်ပေးဖို့ဆိုပြီးကျမတို့နိုင်ငံဆိုးကတောင်းဆိုခဲ့လို့အဲ့ဒီတိုင်လိုက်ရောပြီးတော့လုပ်ခွင့်ပေးထားတာ။နောက်ဆိုရင်ကျမတို့ဟာနိုင်ငံကူးလက်မှတ်တွေထုတ်ပေးဖို့အစီအစဉ်တွေလည်းရှိပါတယ်။အဲ့ဒီဟာအပြင်မှာလည်းနိုင်ငံနိုင်ငံသားများအားလုံးဟာဥပဒေပေါင်းတွင်ဒီနိုင်ငံရဲ့ဥပဒေပေါင်းတွင်ရသင့်ရတတ်တဲ့အခွင့်အရေးတွေအားလုံးရဖို့ဆိုတာလေကျမတို့တတ်နိုင်အောင်ကြိုးစားပြီးတော့လုပ်ပေးပါမယ်။ ဲ့တော့အခုကျွားဆက်ပြီးပြောနေမယ်ဆရာကျမတို့ရဲ့ဒီမှာရောက်နေတဲ့အခုတကယ်တော့အခန်းထဲမှာရောက်နေတဲ့လူတွေကအနည်းစုပေါ့နော်ဒါပေမဲ့အပြင်မှာရောက်အပြင်မှာရှိနေတဲ့လူတွေလည်းကိုစားမေးချင်တာတွေပြောချင်တာတွေမေးကြပါဟယ်လိုကလေးတွေရဲ့ဘက်ဟာတထေးလို့ပါသလားတချို့တချို့မိဘတွေကတော့ဒီစနေအောင်ကလေးတွေရာဘာရဲ့တဲ့ခါမှာဒီဆိုးရအနေနဲ့တထေးရှိလားလို့မေးတယ်လို့သမီးတို့ပြောပါတယ် အဲ့လိုမျိုးတထေးဆိုလို့ရှိရင်ကလေးတွေကအလုံးမရှိတဲ့အတွက်ကြောင့်တထေးလိုပါသလားမိဘတွေနေမိဘတွေကတထေးတထေးတွေရဲ့နေရာမှာထားပေးလို့ရမလားအဲ့လိုမျိုးပါပဲပြီးတော့နောက်တစ်ခုသမီးတို့ကြားနေတာလို့အခသမီးတို့360ရမယ်လို့ကြားနေတာပါအဲ့ဒါဖြစ်နိုင်ခြေရှိလားမရှိဘူးလားဆိုတာလည်းသမီးတို့မသိသေးပါဘူးဒီလိုလို့အခတနေ့ကို360ရတာဟာတတိင်းနေကြားနေရတာတော့ဒီအရင်ချင်းရှိတဲ့သူတွေနဲ့ထိုင်းလူမျိုးတွေပဲတိုးပေးမယ်လို့ကြားပါတယ် ။တပီးတို့မြန်မာနိုင်ငံသုတ်သမားတွေကလည်းအလိုအလိုလိုရမှာအကုန်လုံးကတန်းတူညီညာလုပ်ရတာပါပဲပြောရမယ်ဆိုရင်တမီးတို့မြန်မာလူမျိုးတွေဟာပို့ပြီးတော့တော့အလုပ်ကိုကြိုးစားပြီးတော့လုပ်ရပါတယ်။အဲ့ဒီတော့တကယ်လို့အဲ့ဒီခွေရေကိုရခဲ့မယ်ဆိုရင်တန်းတူညီညာဆိုတာပဲရချင်ပါတယ်။ကျွန်တော်ပေါ့ဖို့လေဒီမှာထုတ်ပေးဖို့စီစဉ်ပါပါအခုလောလောဆယ်ဆော့ဆော့ပြောရတဲ့အတိုင်းပဲကျမတို့ကညီပြီးတော့ ဟိုဘာမှဆောက်ရဆာတော့မရှိတဲ့လူတွေကို sea of fire ထုတ်ပေးဖို့စဉ်းစားပါတယ်ဒါလို့လည်းကျမတို့ရဲ့တောင်းဆိုချက်အရာပါအရင်တော့ဆိုရင်ပြီးပြီးပါလိမ့်မယ်ဟိုဟိုဆာ temporary passport ပေါ့နော်အဲ့ဒါတွေကိုထုတ်ပေးနေကြပါတယ်ထုတ်ပေးနေပြီးတော့မှဒီကျမတို့နိုင်ငံကအရင်တော့ဝိညာဉ်ဌာနကနေပြီးတော့ sea of fire ထုတ်ပေးဖို့ဒါလိုလားတယ်ဆိုတော့ဒီတိုင်းဆိုတာလက်တာကိုလက်ရောပေးတာဖြစ်ပါတယ်ဒါပေမဲ့ကျမတို့အနေနဲ့တော့ passport ထုတ်ပေးတာပို့ပြီးတော့ကျမတို့ရဲ့ ိုင်ငံသူနိုင်ငံသားရဲ့အတွက်အဆင်ပြေမယ်ဆိုတော့ကျမတို့ဒီလိုဆုံးဖြတ်ပြီးတော့ password ပဲထုတ်ပေးကြပါလေ။ဒါပေမဲ့လည်းကျမတို့ကပဲအရင်တုန်းကကျမတို့နိုင်ငံအစိုးရကနေပြီးတော့ CI ထုတ်ပေးမှုကိစ္စကိုကမ်းမှပြီးတော့တောင်းဆိုခဲ့လို့ဒီဘက်ကအခွင့်ပြုခဲ့တာပါ။အဲ့တော့ကျမတို့ကနေပြီးတော့ password ပဲထုတ်ပေးကြပါလေဆိုရင်လည်းထုတ်ပေးခွင့်ပေးမှာပါတဲ့။ဒါပေမဲ့အရင်တုန်းကကျမတို့ CI တောင်းခဲ့လို့တောင်းခဲ့တဲ့အတိုင်းဖြစ်မြောက်ရေးအတွက်လက်ရောပြီးတော့လုပ်ပေးတဲ့ ကိစ္စတွေရှိခဲ့တော့ဒါပြန်ပြင်ဖို့ဆိုတော့အချိန်ယူရပါလိမ့်မယ်အခုတော့ချက်ချင်းလိုက်ရင်တော့ကျမတို့ CEO ပါထုတ်ပေးပါမယ်နောက်ကလေးတွေကိစ္စကလေးတွေကိစ္စလည်းကျမတို့ဒါရောလူမကျမတို့ရဲ့လူမဝင်ကြီးပါလာပဲအဲ့ဒါဥသိမ့်ရှင်ပါကျမတို့ရဲ့လူသားလေးရဝင်ကြီးပါအဲ့တော့ဒီဝင်ကြီးနဲ့လည်းကိစ္စဆွေးနွေးပြီးပါမယ်ဟုတ်ကဲ့အများဆုံးဖြစ်အောင်လုပ်ပေးပါမယ်မကဒီလကူဆောက်လုပ်ပေးပါမယ်လို့ဒီလကူဆောက်လုပ်ပေးပါမယ်နိုင်ငံကြီးပြည်ပါမယ်ကျွန်တော်တို့ဆောက်လုပ်ပေးပါဒီလလည်းကုန်ဖို့လည်းတိတ်မလို့တော့ပါဘူး ကကတော့ဟိုဘက်ကတရားမေးမေးဖို့မေးဖို့ပြောတော့ပြောပါအဲ့ Okay ဘယ်ရလဲဒီမွေပြင်ထွက်ပြောမှာပေါ့အစမ်းရှိပါဘူးနောက်တော့မေးကြတာရှိပါသေးလားအဲ့တော့အခုဒီမှာရောက်နေတဲ့ကျွန်တော်နိုင်ငံသားတွေက အများစုကဘယ်လိုဆက်ယူနေမှာအလွတ်လွတ်နေတာလဲအပြာတွေကလည်းဘယ်လိုဆက်ယူမှာလဲအဖြူတွေရောညနေတိုင်းဟိုအနောက်ကဟိုတာတူတွေရောအဲ့လိုနားထင်တာပဲလားဒီကျွန်တော်အနောက်ကလည်း50တာပဲလား